ကရနီဘီရဲ့ကောင်းကင်ယံမှာဆေးရအခုံးငွေတွေလွှမ်းခြုံနေတာဒီနှစ်ကျော်ကြာခဲ့ပါပြီ။တချိန်ကစိမ့်လန်းခဲ့တဲ့မြေရာတွေဟာအခုတော့မီးလောင်တိုက်တွန်းခံခဲ့ရပြီးပြည်သူဒိန်းနှင်းချီဟာလည်းအိုးအိမ်ဆွန့်ခွာတောင်ရာတွေဆွန့်ပစ်ပြီးတိမ်းရှောင်နေကြရပါတယ်။ဒီလိုဆစ်ရံတဲ့မြေရာမှာ ရှင်တန်ရက်တည်ရေးဟာတခုတည်းတော့ရည်မှန်းချက်ဖြစ်လာပါတယ်။လင်းအောင်ကြီးစစ်ဆောင်စခန်းဟာဒီလိုရုန်းကန်မှုတွေရဲ့ဘဝချက်တစ်ခုပါ။ ဒီစကမ်းမှာဒုက္ခရောက်နေသူတွေကမိခင်နှစ်ဦးဖြစ်တဲ့ဒေါ်စီစီရာနဲ့မတ်တတော်စင်တို့ရဲ့ဘဝဇလံကမြမပြီးစစ်သေးချောင်များရင်ဆိုင်နေရတဲ့ဝန်ကြီးရေးပေါ်အခြေအနေနဲ့ကျွေးမိတော်ကို ရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။လင်းအောင်ကြီးစစ်ဆောင်စခန်းကကော်မတီဝင်တဦးဖြစ်တဲ့ဒေါ်စီစီရာတို့မိသားစုဝင်၄ဦးဟာဝန်ကြီးအတွက်အဓိကရုံးကန်လှုပ်ရှားနေရပါတယ်။ လှုပ်လက်မဲ့ခင်မုန်းတဲ့နဲ့အတူဆန်ဆူလဲချီစာပိုက်ဆန်ဆူလဲချင်းကားဆောက်တောက်နေရတာ၃နှစ်နေပါရှိပါပြီလူကြီးတွေဟာကလေးတွေအတွက်အငတ်ခံနေရပြီးကလေးတွေရဲ့တောင်းဆိုမှုကိုတောင်ဖြစ်စီမပေးနိုင်ပါဘူး မနေ့ကနဘူးအရင်တိုင်းဆိုနဘူးပဲချက်တယ်ဆရာဟုတ်မနေ့ဆိုနဘူးညဆိုလို့ရှိရင်တဘူးလောက်ပဲချက်တာလို့ရှိတယ်နေ့လေဆာဆိုမနေ့နဘူးဆိုလို့ရှိရင်နေ့လေဆာဆိုကြံရင်စားမယ်ခလေးပဲကြွေးတယ်မကြံရင်တော့ကိုကမစားဘူးအဲ့လိုနေ့လေတော့မစားဘူးပေါ့လူကြီးကတော့ခလေးကကြတော့ကြွေးတာလို့ရှိပါတယ်ဟုတ်ဖြစ်ဆောင်စကံတွေရဲ့အဓိကပြဿနာဟာအလောက်ကန်အခွင့်အမ်းမရှိခြင်းဖြစ်တယ်လို့မိခင်တွေက ထောက်ပြကြပါတယ်။အလူရှင်မလာနိုင်တဲ့အခါဆစ်ဆောင်အချင်းချင်းအလူရှင်လာမှပြန်ဆက်မယ်ဆိုတဲ့ကတိနဲ့ လဲလဲစားတောင့်နေကြရပါတယ်။ဒါပေမဲ့ဝိုင်းရည်နဲ့အရေးပေါ်လိုအပ်ချက်တွေအတွက်ငွေကြေးချေးယူမှုတွေဟာမိသားစုတွေကိုပိုပြီးနှုန်နှစ်စေပါတယ်။စံ၃ပြည်ရှိရင် မိသားစု၄ဦးအတွက်နှုတ်စီဘူး၃ဘူးနှုတ်နဲ့တပတ်စာပူလုံပေမဲ့အနက်ဆို၂ဘူးညဆို၁ဘူးကျွဲပဲချက်ရတယ်လို့သူကရှင်းပြပါတယ်။ ဒီလိုအခြေအနေတွေနဲ့ရင်ဆိုင်နေရတဲ့ဒေါ်စီစီရာဟာမျောလင်းချက်တွေပျောက်ဆုံးနေပါပြီမျောလင်းချက်ကကြတော့ဘယ်မှမရှိတော့တဲ့ဆရာလူရှင်ကလည်းသူတို့လည်းမလာနိုင်တော့တဲ့သူတို့ခင်ဗျာလည်းပေးနိုင်တော့ဘူးတဲ့ပေါ့အဲ့လိုမျိုးပေါ့နော်ပတ်စံတော့ထချီဖို့ပြီးတော့မှဒီလိုမျိုးပဲဆက်ပြီးတော့မှ ရင်ဆိုင်ရမှာပေါ့နော်အာတိန်အာပဲတိန်ထားလိုက်တော့မယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတော့တွေးပါတယ်မိခင်တယောက်အနေနဲ့အသေးနာစရာအကောင်းဆုံးကကလေးတွေကိုမုတ်ဝယ်မပေးနိုင်တာပါပုံမှန်တော့မစားနိုင်ဘူးစားရတာအဆန်ပြောက်လေသမိန်နဲ့မတူလို့လေဆရာအဲကြောင့်မို့နေရမှာတခါပဲအဲ့လိုမျိုးချစ်စားရှိတယ်စားရတော့၃လေးရက်လောက်ရှိပြီဆရာဟုတ်ကလေးကတောင်းစားတယ်ငို့တယ်ငို့ပြီဆိုလို့ရှိရင်ကိုကတားတဲ့နေနဲ့ချော့တယ်ဆရာချော့တယ်သူ့ကိုဒါပေမဲ့သူငို့တယ် ပြေအောင်ဆိုပြီးတော့မခေါ်သွားလိုက်တယ်ခေါ်သွားရင်လည်းပြောတယ်လိန်တယ်မနစ်ဖြံဝယ်ပေးမယ်ဆိုတဲ့အရာလေးတော့ပေါ့နော်အဲဟာလေးကိုလိန်ပြီးတော့မခေါ်သွားရတော့ပေါ့ဆရာဟုတ်ခလေးကတော့မသိပါဘူးဒါပေမဲ့ပစ္စံကတော့လုံးဝမရှိလို့သူ့ကိုမပေးလိုက်တော့ UNO ချာမြန်မာရဲ့ထုတ်ပြန်ချက်အရဆိုရင်မြန်မာနိုင်ငံသား၃ဦးမှတအူးဟာဝါဝလင်းလင်းမဆားရတော့တဲ့အခြေအနေကိုရောက်ရှိနေပါပြီ။ဂရင်းနီပြည်သူတွေဟာလည်းသို့သောအခြေအနေနဲ့ရင်ဆိုင်နေကြရတာပါ။ စည်ရေးနိုင်ငံရေးလိလာသုံးသက်ချက်တွေအရတစ်ဖက်နဲ့တစ်ဖက်အပြတ်သားစီမရသေးတဲ့အနေအထားတွေကြောင့်တိုက်ပွဲတွေဆက်ဖြစ်နေအောင်မှာဖြစ်ပါတယ်။ရှေ့ဆက်ရမယ့်ဘဝကိုရင်ဆိုင်မှုအတွက်မျောလင်းချက်တွေပျောက်ဆုံးနေကြောင်းဒေါ်စီစီရာကဝန်ခံပါတယ်။ဒီစစ်ဆောင်မိခင်တွေရဲ့ရိုးရှင်းတဲ့တောင်းဆိုချက်ကတော့ရှင်တန်ရက်တည်ရေးပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာတက်22နှစ်အရွယ်ရန်ကုန်ဇာတိဖြစ်တဲ့မတ်တော်တော်စေဟာဂရနီကရဲဘော်တူနဲ့အိမ်အောင်ကြာခဲ့ပြီးမိသားစုလိုက်ဆစ်ဆောင်နေရတာ3နှစ်ကျော်ကြာခဲ့ပါပြီ။ဒီမတို့ဟာလက်ရှိလင်းအောင်ကြီးဆစ်ဆောင်စခန်းမှာနေထိုင်ကြတာပါ။မတ်တော်တော်စင်ရဲ့ခင်မွန်းဖြစ်သူဟာမိဖွားစိတ်နဲ့ဝမ်းရည်ပြဒနာကိုဖြေရှင်းဖို့အတွက် ရဲဘော်ဘွားကနေအနားယူပြီးထိုင်းဂရီနီနယ်ဆက်ကိုအလုရှာရန်စွန့်ခွာထွက်သွားခဲ့ပါတယ်။လန်ခီစိတ်အတွက်အတူနှုံ၅ချက်တိုးနဲ့ချက်သိန်း20ချေးယူသွားခဲ့တာပါ။ခင်မုန်းနဲ့ဆက်တွယ်ပြတ်နေတဲ့မတ်တော်တော်စင်ဟာစိုးရိမ်ပူပန်မှုတွေနဲ့အတူကြံရစ်ခဲ့ပါတယ်။ခက်ခဲတယ်ခက်ခက်ခက်ခဲနဲ့ကြော်ဖြတ်နေရတယ်။အခုဆိုလို့ရှိရင်လည်းဆန်တွေကပြတ်နေတယ်ဆိုတော့တူတူများလို့ရှိရင်အကလုံးတဒေါစားလို့ညွှဲလိုက်တောင်းနေရတယ်မို့နော်။ အလောက်ကైခွင်းလန်းတွေရရှိနေအလောက်ကైခွင်းလန်းတွေရှိမှလည်းအစ်စ်ပြေမယ်ဗောနော်ဆရာအလောက်ကైခွင်းလန်းတွေဒါတကယ်လို့ရှိခဲ့လို့ရှိရင်ဆစ်ချောင်းတွေလည်းတလောက်ထိခက်ခဲမယ်လို့တော့မထင်ဘူးအခုကပြင်းလို့ငတ်နေရတော့မဟုတ်ဘူးအလောက်ကైမရှိလို့ငတ်နေရတာပဲရှိတာအလောက်ကైရှိကြည့်ရောက်တိုင်းလှုပ်လှုပ်ရှင်တဲ့လူတွေပဲဆရာဒီလိုအခက်ခဲတွေဟာ ဒီမောဆိုအနောက်ချမ်းတစ်ခုတည်းမှာမဟုတ်ပါဘူး။စံပြည်နယ်တောင်ပိုင်းစီတိုင်းပင်လောင်းမြို့နယ်တွေအထိပါတိုက်ပွဲတွေကြောင့်လူကြီးတွေတောင်းနဲ့ချီစပေးတင်းရှောင်နေကြရပါတယ်။စပေးရှောင်တွေဟာနှစ်ပတ်အောင်ကြာနေကြပြီးနေအိမ်မီးလောင်ပျက်စီးသွားသူပျက်စီးခိုးခံရသူတွေလည်းအများပြားရှိနေတာပါ။ကိုမမရခဲ့တဲ့တောင်ရတွေလည်းလောက်ကောင်ကိုမရပြန်တော့ပါစို့ ူရှင်တွေကိုလာခိုင်းစေချင်တာပေါ့နော်မြမကတ်ရောတခြားဒုက္ခရောက်နေတဲ့ကတ်တွေကိုလာခိုင်းစေချင်တယ်ပေါ့နော်ဖြစ်နေလို့ရှိရင်စစ်ချောင်းတွေကိုပြင်ထားပါနဲ့ဦးလို့စစ်ချောင်းတွေစီအတက်နိုင်ဆုံးပါဝင်ကူညီပေးပါဦးလို့အတက်နိုင်ဆုံးအများကြီးမတက်နိုင်တော့မှတအေးတပီလောက်တက်နိုင်တပီလောက်အဲ့လိုမျိုးလာပေးပါဦးလို့ပြောချင်တာပေါ့နော်ကိုဝင်းတဲ့တူအနေနဲ့အာဟာရပြည့်ဝစွာစားသုံးဖို့လိုပေမဲ့ ပုံမှန်လူတောင်မစားနိုင်တဲ့သူ့အတွက်ကတော့ကလေးအတွက်ကိုလည်းပိုမစားနိုင်ဘူးလို့သူမကဆိုပါတယ်။ဟာရတော့ဒီဝချင်မလေးပြောမှတင်နေစရာဘာလို့လဲဆိုတော့ပုံမှန်လူတောင်မစားနိုင်တာကလေးအတွက်ကတော့ပိုမစားနိုင်စရာအဲပြီးတော့သုံးချိန်လည်းမစားနိုင်စရာအမျိုးမနေ့တစ်ချိန်ညနေချိန်ဒါတော့မှပြပြဝါမစားရအောင်ဆိုတော့ကလေးကတော့ညမစိတ်ထင်တော့အသက်ရှင်ဦးတမယ်လားဝဲရှိမှတင်နေစရာ ဆစ်ဆောင်တွေရဲ့မျောလင်းချက်မဲ့ခြင်းဆိုတဲ့မှောင်မိုက်မှုကိုပယ်ဖြောက်ပြီးလက်အောင်ကြည့်တဲ့ဖြစ်ပေါ်စေဖို့အတွက်လူသားချင်းစာနာမှုအကူအညီများကတက်ခဲ့ဖို့ရည်ကြီးလိုအပ်နေပါတယ်ဆိုတဲ့စကားကိုနားထဲမှာပဲ့တင်ထည့်ရင်းတင်ဆက်လိုက်ရပါ